အော်တိုဘာပရီးမီးယားလိကို United ပိုင်ဆိုရီအားလုံးပဲမင်္ဂလာပါများ Manchester Football Zone ကတင်ဆက်နေပါတယ် Manchester United ပရိသတ်တွေအတွက်ဂုဏ်ယူမဆုံးဖြစ်စရာနေ့ရက်တွေစီကိုပြန်လည်ရောက်ရှိလာခဲ့ပါပြီညတဲ့ဟာအောင်မြင်မှုလမ်းကြောင်းပေါ်ကိုဖြည်းဖြည်းချင်းပြန်တက်လာနေရင်းနဲ့လမ်းမှန်တွေ့နေပြီဖြစ်ကြောင်းသက်သေတကူရရှိခဲ့ပါတယ် Manchester United နေပြရိုဘင်အမ်မော်ရင်နဲ့ကစားမသစ် Brian Ambumo တို့ဟာအော်တိုဘာလအတွက်ပရီးမီးယားလိတလာတာအကောင်းဆုံးကစားမဆုနဲ့နေပြဆုတို့ကိုရရှိခဲ့ကြတာဖြစ်ပါတယ် အမရိဟာ United နဲ့ Sunderland, Liverpool နဲ့ Brighton အသင်း၃သင်းကိုနိုင်ကစားနိုင်ခဲ့တယ်လို့အမ်ပိုမိုကလည်း၃ဂိုးသွင်း၃ဂိုးဖန်တီးပြီးတော့တရားညီတို့ကိုအမြင်ပြန်စေခဲ့ပါတယ်။အမ်ပိုမိုဟာ Manchester United ကိုစတင်ရောက်ရှိလာကတည်းကအတင်းမှချက်ချင်းသားကြသွားခဲ့ပြီးတော့သုံးလကြာမှာတော့ United ရဲ့ကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ုံနဲ့မကဘဲနဲ့ Premier League ကိုလွှမ်းမိုးနိုင်တဲ့ကစားသမားတစ်ယောက်ပါဖြစ်လာခဲ့ပါတယ်။အော်တိုဘာလအတွက်ကောင်းဆုံးကစားသမားစကားတင်စီးရင်မှာ Allen Haaland, Bruno Guimaraes နဲ့ Marcus Rashford လိုတကယ်ကောင်းတဲ့ကစားသမားတွေပါဝင်ပြီးတော့အမ်ပိုမိုကသူတို့ကိုဖျက်ချော်နိုင်ခဲ့တာဖြစ်ပါတယ်။ ကင်မရာလေးရှင်ကစားမဟာ United ရဲ့နိုင်ပွဲ၃ပွဲစလုံးမှာပေါင်ရင်ကစားခဲ့ရင်လီဗာပူးနဲ့အန်ဖီကပွဲတွေမှာအပွင့်ကိုသိယူခဲ့ပြီးဆန်ဒလန်ကို2-0နဲ့နိုင်ရရှိခဲ့တဲ့ပွဲမှာမေဆန်မောက်ရဲ့သွင်းကိုကိုဖန်တီးပေးခဲ့တဲ့ပြင် Brighton ကိုအိုးထွက်ဖို့မှာနိုင်ရတော့ကလည်း2-0ကိုသိယူပေးခဲ့ပါတယ်။အန်ပိုမိုရဲ့ဆွမ်းဆောင်ရည်တွေကယာစီစာမှာတတ်ထွက်မှကောင်းခဲ့တဲ့ United ရဲ့ခြေတွေကိုပြောင်းပြန်လှန်ပြနိုင်ခဲ့ပါတယ်။အန်ပိုမိုကသူ့ရဲ့ယဉ်ကျေးမှုနဲ့နေ့စဉ်ကြွယ်ဝမှုတို့ကိုပိုင်ပိုင်နိုင်နိုင်အသုံးချရင်းနဲ့အမော်ရင်ရဲ့ကစားကွက်မှာညာကျန်တိုက်စစ်ကနေအကောင်းဆုံးပါဝင်ပံ့ပိုးပေးနေပါတယ်။ ဒါဟာအမ်ပူမိုးတွက်ပရီးမီးယားလိဂ်တလားတာအကောင်းဆုံးကစားမဆုကိုပထမဆုံးအကျင့်ရရှိတာဖြစ်ပါသည်။အမ်ပူမိုးဟာအောက်ကုန်းလာတုန်းကလည်း United တလားတာအကောင်းဆုံးကစားမဆုကိုရရှိထားပါသေးတယ်။ဒါပြင်အမ်ပူမိုးက2022ဖေဖော်ဝါရီလတုန်းကဂျိုဝဲမာတစ်နောက်ပိုင်းမှာဒီဆုကိုပြန်လည်ရရှိတဲ့ဒုတိယမြောက်ကင်မရွန်သားလည်းဖြစ်လာခဲ့ပါသည်။ရိုယယ်မော်ရင်တွက်ကတော့ဝေဖန်မှုတွေကြားရတဲ့ကနေပဲတလားတာအကောင်းဆုံးနီးပြဖြစ်လာခဲ့ပြီးတော့အိုးထက်ဖို့မှာပြောင်းလဲတွေဖြစ်လာနိုင်တယ်ဆိုတဲ့ယုံကြည်မှုမျိုးကိုရှာဖွေပေးနိုင်ခဲ့ပါသည်။ ။လက်တဲနိုင်ပွဲ၃ပွဲဆက်ကလည်းအသင်းရဲ့ Top 4ရီမန်းချက်အတွက်မျောလင်းချက်ပြန်လက်လာစေခဲ့ပါရီ။အော်တိုဘာနိုင်ငံကပေးရမတိုင်ကင်မှာပုံစံကောင်းရနေတဲ့ Sunderland ကို2-0နဲ့အနိုင်ရရှိခဲ့တဲ့ United က Anfield မှာ2-1နဲ့အနိုင်ရရှိလိုက်တာကတော့သမိုင်းတစ်ခုကိုစတင်လိုက်ဖို့အတွက်ညတန်းကောင်းတစ်ခုဖြစ်လာခဲ့ပါရီ။အမရင်းကဒီယာစီအတွက်ပထမဆုံးချိန်လေးပွဲနှစ်ပွဲဆက်လိုက်အနိုင်ရုံနဲ့မကပဲနဲ့အန်ဖီမှာအနိုင်မရတာရှင်းနေကြတဲ့စံချိန်ဇိုးကိုလည်းချိုးပြနိုင်ခဲ့ပါရီ။ အိနောက်ဘရိုက်တန်ကို4-2နဲ့ပြည်သက်နိုင်ရရှိလိုက်တဲ့ပွဲမှာအန်ဘူမိုပြင်မာတီးယပ်ကွန်ညာပါသူရဲ့ပထမဆုံးဂိုးကိုရရှိလိုက်တာပြည်ပြည်စုံနဲ့နိုင်ပွဲတစ်ခုဖြစ်စေခဲ့တာပါအေမရင်ကတော့ဒီအောင်မြင်မှုအတွက်သူရဲ့ကစားမတွေကိုကျေးဇူးတင်ခဲ့ပါတယ်ဒီလိုအောင်မြင်ရတာကျွန်တော်ကြောက်မဟုတ်ပါဘူးကျွန်တော်ကစားမတွေကို credit ပေးရမှာပါသူတို့ကတကယ်ကောင်းကောင်းကစားနိုင်ခဲ့ကြပါတယ်ကျွန်တော်ရဲ့ဘန်းနိုင်ကနောက်တစ်ပွဲကိုနိုင်ဖို့ပါပဲလို့အေမရင်ကပြောသွားခဲ့ပါတယ်ဒီစုဟာအေမရင်အတွက်ရေးကြည့်တဲ့ရှားပါးစုတစ်ခုဖြစ်လာခဲ့ပါတယ် ဇာလက်ဖာဂူဇန်အားယူပြီးတဲ့နောက်ပိုင်းတလားတာအကောင်းဆုံးနေပြားစုကိုရရှိခဲ့တဲ့ရတဲ့နေပြားက3ရောက်ထဲရှိပြီးတော့အိုလီဂန်နာဆိုရှယ်နဲ့အရီတဟက်ပီးရင်တော့အမော်ရင်ကတတိယမြောက်နေပြားဖြစ်လာခဲ့ပါတယ်။ညတဲ့ဟာပြီးခဲ့တဲ့ဘက်မှာနော်တန်ဖော်ရက်ကိုတည်ကြထားပြီးတော့အချိန်နှဲငယ်ပြန်ကျသွားပါတယ်။ညတဲ့ကဒီဘက်မှာတော်တန်အသင်းကိုဝေကွင်းတော်ရှင်မြန်ရဖို့ရှိနေပြီးတော့ပြီးခဲ့တဲ့ရာသီကအကျွေးကိုတိုးရင်ပောင်းပြီးပြန်လည်တောင်းယူနိုင်ဖို့ရည်ကြီးနေပါတယ်။ညတဲ့ဟာအတွက်ဒီမန်ချက်တိုင်းပဲတော်ဖိုးရဲကိုပြန်လည်ဝင်ရောက်နိုင်ဖို့ ဒေါ်တန်ဟန်ကိုနိုင်ပြလိုက်နိုင်မလားဆိုတာဆက်လက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါရည်ညာကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါရည်ညာ